အဲကျွန်မသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လေးဖြစ်ပါတယ်ရှင်းအဲဆုံးလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်တော်တော်လေးတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်းဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလုံမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါတယ်ရှင်းနိုင်ငံရေးအကျဉ်းသားရှင်းလို့ပါဇက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေနော်ဒေါ်ဆန်းစုတီဟာ နိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူး။အကျင့်ပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ဘူး။ပြန်ပေးဆွဲခံထားရတဲ့ကောင်းဆောင်တဦးသာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားလို့မတက်မတ်ဘူးလို့တက်တက်ခိုင်ပြောလာတယ်ကိုတဲတဲအေးကတုတ်ပြန်လိုက်တယ်မို့အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာ။ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး။အကျင့်ပြက်လက်စားတဲ့အကျဉ်းသားတာဖြစ်ပါတယ်လို့ PPP ပါတီက တော်တတ်တခိုင်ကပြောလိုက်ပါတယ်။အဲ့တော့တခိုးကိုလူပြန်ဟစ်တယ်ဆိုတာကရှင်တို့ကမှပြောတာဖြစ်ပါတယ်။နော်ရှင်တို့အတွက်ပြောတဲ့စကားဖြစ်ပါတယ်။တခိုးတွေကပြန်ပြီးတော့ဆွတ်ဆွဲနေတာပေါ့ရှင်။ဟုတ်လား။လူတယောက်ကိုထောင်ထဲကိုလည်းမတရားဆွဲထည့်ထားတယ်။နော်။ထောင်ထဲရောက်နေတဲ့လူကိုပါထပ်ပြီးတော့ရှင်တို့ကစော်ကားသိခါချတယ်။ဟင်အဲ့တော့ရှင်တို့အစ်င့်တန်းဘယ်မှာလဲဆိုတာတော့ဒီသူကမြင်ရပါတယ်။နော်။အဲ့တော့အရင်တုန်းကတော့ NLD ပါတီထဲမှာဟုတ်လားရှင်တို့လောက် NLD ပါတီကိုဖိရက်ခဲ့တဲ့လူတွေလည်းမမြင်ဘူးပါဘူး။နော်။ နောက်တော့ဒီပါတီထဲမှာရှင်တို့လုတ်ပိုင်ခွင့်တွေတိတ်မရှိဘူးဆိုတာသိတော့ရှင်တို့ခုံပြောင်းသွားတယ်ခုံကူးတွေပဲကျမတို့မြင်ရတာတော့ခုံကူးတွေပဲအဲ့တော့နိုင်ငံရေးအကျဉ်းသားရှင်တို့ဘက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေเนาะဒေါ်ဆန်းစုတီဟာနိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူးအကျဉ်းပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ဘူးပြန်ဘေးဆွဲခံထားရတဲ့ခေါင်းဆောင်တဦးသာဖြစ်ပါတယ်เนาะပြန်ဘေးဆွဲခံထားရတာကျမတို့ပြည်သူတွေကအသက်ကို စတေးပြီးတော့မှအသက်ကိုအပေါင်ခံပြီးတော့မှတိုက်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်အမေတော်အောင်စန်းစုတွေကနိုင်ငံရေးကျင်းတာမဟုတ်ပါဘူး။ပြန်ပေးဆွဲခံထားရတဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။နော်အဲ့ဒါကိုလည်း public ကသိပါတယ်။ဟုတ်လား။တခိုးတွေကတခိုးလို့ပြန်ပြောနေတာကိုလည်း public ကသိပါတယ်။နော်ရှင်တို့ခေါင်းစဉ်တွေပုံမှန်တွေအမျိုးမျိုးဆွဲကျင်တယ်လို့ဆွဲပြီးတတ်ထားပြီမဲ့ဒီပြည်သူတွေရဲ့ရှင်ထဲမှာဒီခေါင်းဆောင်ကရှင်သန်နေတယ်ဆိုတာရှင်တို့မျက်မြင်တွေ့ရမှာပါ။နော်ရှင်တို့တွေ့နေရပါတယ်။အဲ့တော့မနာလိုစိတ်ကြီးလွန်အားကြီးပြီးတော့မှ ဒေါအောင်ဆန်းစုကြည်ကိုရှင်တို့လိုက်ပြိုင်နေတာလေပြည်သူတွေကမြင်ခဲ့ပြီးပါပြီ။နော်ဒေါအောင်ဆန်းစုကြည်ပြောဟန်ဆိုဟန်တွေကအစရှင်တို့လိုက်အတုယူဘူးပါတယ်။အစဲခံရလို့ရှင်တို့ညင်သွားတာပါ။နော်အဲ့တော့လူကယ်ပြန်ဝင်ကြီးကျမမေးမယ်ဘယ်နားမှာကယ်ပြီးတော့ဘယ်နားမှာပြန်တာလဲ။ဟင်ရေဘေးမှာအမိတော်မတွေ့ဘူး။ဟုတ်လားငလင်ဘေးမှာလည်းအမိတော်မတွေ့။ကယ်မယ်ဆိုရင်မြန်မာပြည်မှာကယ်ရမယ့်လူတွေအများကြီးပဲ။နော်ရှင်တို့ဘယ်နားမှာသွားကယ်နေရလဲ။ဘာလူကယ်ပြန်မှမဟုတ်ဘူး။ရှင်တို့လုံနေတဲ့စီဝါရီတွေကောင်းကောင်းလေပတ်နိုင်ဖို့တော့ဘောမနေတဲ့ဘောကယ်တွေပဲဖြစ်တယ်။ဘောကယ်ပြန်ဝင်ကြီးတွေပေါ့ရှင်နော်။အဲ့တော့ အရှက်နဲ့နော်မရှက်တာနဲ့မရှက်တတ်တာရှင်တို့ကတခုမှမရှိဘူးနော်အရှက်မရှိတာနဲ့မရှက်တတ်တာပေါ့ရှင်တို့ကအရှက်လည်းမရှိဘူးရှက်လည်းမရှက်တတ်ဘူးနိုင်ငံတကာကသိတယ်ရှစ်ပါးကပြောတယ်ပြောရဲတယ်နိုင်ငံတကာကသိတယ်ဟမ်နိုင်ငံတကာကတော်အောင်ဆန်းစုတည်ရဲ့အရေးချင်းကိုလည်းသိတယ်တော်အောင်ဆန်းစုတည်ရဲ့စိတ်နေသဘောထားကိုလည်းသိတယ်ဥပဒေအတိုင်းအရေးယူထားတာလူတိုင်းသိတယ်တဲ့အေးအဲ့ဒီဥပဒေကြီးကတုံးစားလို့မရတဲ့ဥပဒေကြီးဆိုတာလေလူတိုင်းသိတယ်။နော် ပြည်သူတွေလက်မခံတော့တဲ့ဥပဒေကြီးဆိုတာလေနိုင်ငံတကာကသိရှင်တို့ဥပဒေစာအုပ်ကအိမ်သားထဲမှာပဲသုံးလို့ရတော့တယ်ကျမတို့ပြည်သူတွေဈားထဲမှာတော့ဘောမတွေဈားထဲမှာတော့သုံးလို့ရရင်ရမှာကျမတို့ကကျမတို့ဟာလာအမှန်တရားကိုချစ်မြတ်နိုးတဲ့ဒီနိုင်ငံကိုကောင်းစားစေခြင်းကြတဲ့ပြည်သူတွေကိုပြောတာဖြစ်ပါတယ်နော်အဲ့ဒီပြည်သူတွေရဲ့ဈားထဲမှာတော့ရှင်တို့ရဲ့စာအုပ်ကအိမ်သားသုံးစက်ကူလောက်တော့တန်ဖိုးမရှိပါဘူးရှင်တို့ဥပဒေတွေကိုလည်းဘယ်သူမှသွားမဖက်ဘူးစိတ်လည်းမဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့ ဲ့ဒီဥပဒေကြီးကရင်းဥပဒေကြီးဖြစ်နေလို့ရှင်တို့လိုရာဆွဲထားတဲ့ဥပဒေကြီးဖြစ်နေလို့ဟောဆန်းစုတီကိုရှင်တို့နိုင်ငံကြီးအကျဉ်းသားပါဟုတ်လားအကျင့်ပြက်လက်စားတဲ့အကျဉ်းသားပါလို့ပြောမယ်ဆိုရင်အဲ့ဒီစကားကိုတာဝန်ယူတဲ့အနေနဲ့ရှင်တို့အခုမဲဆွဲနေတဲ့ကာလမှာနော်မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကိုတစ်ပတ်လောက်ပတ်ပြီးမဲဆွဲကြည့်ပါလားဘယ်သူကအကျဉ်းသားလဲဆိုတာပို့ပြီးသိသွားတာပေါ့။ဒေါန်ဆန်းစုကြည်ကအကျဉ်းတောင်ထဲမှာမတရားအချခံထားရတဲ့အကျဉ်းသားရှင်တို့ကတော့မြန်မာပြည်တပြည်လုံးထဲမှာမှာ တပြီလုံးကအကျဉ်းချထားတဲ့အကျဉ်းသားတွေရှင်တို့က truck ပေါက်လည်းမရှိဘူးရှင်တို့တခြားနိုင်ငံတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကဟုတ်လားတခြားနေရာတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကအဲ့ဒီလေရင်တုံးပြီးတော့ပဲရှင်တို့ကသွားလို့ရမှာဟုတ်လားဒီဘက်မြန်မာနိုင်ငံပြည်နယ်နဲ့ကိုရှင်တို့နေလှည့်ပြီးတော့မစင်ရဲဘူးเนาะလုံခြုံရေးအပြည့်မရှိဘဲနဲ့လည်းမစင်ရဲဘူးရှိလည်းမစင်ရဲဘူးအဲ့တော့ဘယ်သူတွေကနိုင်ငံရေးအကျဉ်းသားလဲဆိုတာသိအောင်လို့မိသူလူထုကြားထဲမှာတပတ်ပြည့်အောင်ရှောက်ပြပါလားနိုင်ငံကိုတပတ်ပြည့်အောင်ရှောက်ပြပါလားရှင်တို့ခုမင်းဆွေနေတဲ့ကလာရှင်တို့မင်းဆွေရမယ်လीဟုတ်လားတကယ်ကလွတ်လပ်တဲ့ဟုတ်လားပြည်သူလက်ခံတဲ့ ွေးကောက်ပွဲဆိုလို့ရှိရင်ရှင်တို့မဲဆွေရတဲ့နေရာမှာလွတ်လွတ်လပ်လပ်မဲဆွေလို့ရမှာပေါ့အခုကရှင်တို့အဲ့ဆောက်ခေါင်းနေရာမထွက်ဘဲနဲ့ရှင်တို့ပြောနေတာပြောနေပြီးတော့မှရှင်တို့ကိုယ်တိုင်မှပြည်သူကိုပြန်ကြောက်နေရတဲ့အနေထားမဟုတ်ဘူးကဟမ်ကိုချင်းနေကိုတီဘယ်သူကရှက်ရမလဲဆိုတာကိုချင်းနေကိုတီဘယ်သူကအကျဉ်းသားလဲဆိုတာကိုချင်းနေကိုတီရှင်တို့တွေကတကယ်မှအောက်တန်းစားအတ္တသမားတွေပြည်သူဘက်ကိုတစ်စက်မှမကြည့်တဲ့အတ္တသမားတွေပြည်သူကိုဖြစ်ချင်အောင်ဖြစ်ချနေရတဲ့အတ္တသမားတွေလူရုပ်မာတွေရှင်တို့တွေအကုန်လုံးကနော်ဟာပြည်သူကိုတတ်နေတဲ့ကောင်တွေကိုဟာရှားပြီးတော့မှရှင်တို့ဘဝတွေကောင်းစားဖို့အတွက် ဘာပြည်သူမျက်နှာမှမကြည့်ပဲနဲ့ပြောရဲဆိုရဲရက်ွက်ကအောက်တန်းစားတွေပဲကျမတို့အမြင်မှာတော့ရှင်တို့မဲထဲခဲ့အမဲဆွဲခဲ့တာဟုတ်လားရှင်တို့မဲဆွဲခဲ့တဲ့ကာလတွေမဲဘဏ္ဍပြရရခဲ့လို့ရှင်တို့စောက်ခွက်ကြီးတွေနဲ့ပြပြီးမဲဆွဲအမဲဘဏ္ဍပြရရခဲ့လို့ပြည်သူရဲ့ယုံကြည်မှုလေးစားမှုဆိုတာအဲ့ဒါပဲရှင်တို့လူမျိုးတွေစီမှာပြည်သူရဲ့ယုံကြည်မှုလေးစားမှုရှင်တို့လိုက်မချနိုင်ဘယ်တော့မှတွေးမှာမဟုတ်ဘူးရှင်တို့လိုလူမျိုးတွေကပြည်သူရဲ့သတို့ရဲ့ကောင်မှာပတ်လက်မျိုးနေတဲ့ကောင်မတွေပဲကိုကိုကူမသိတာကိုတိတ်ခါကိုမသိတာကိုဘယ်အဆင့်ရောက်လို့ရောက်နေမှမသိတာကျတို့တွေကဘေးပတ်ချလဲမှာတနက်ကင်ပြီးတော့ဝန်းရံပေးနေလို့ဒါလူဖြစ်နေတဲ့ကောင်တွေကောင်မတွေဟုတ်လားရှင်တို့ပြည်သူကြားထဲမှာလွတ်လွတ်လပ်လပ် သွားကြည့်လိုက်လေရှင်တို့အမောက်ပါဖြစ်သွားမှာဟင်အဲ့တော့ကျမတို့အမြင်ပြောရမယ်ဆိုလို့ရှင်တော့တောင်ဆက်ဆိုတီကမတရားပြန်ပေးဆွဲခံနိုင်ရတဲ့လူသားဖြစ်တယ်ပုံကူတယောက်သားဖြစ်တယ်ရှင်တို့ဒီသားပြည်တွင်းထဲမှာပါထွက်ပေါက်ပိတ်နေတဲ့အကျဉ်းသားတွေအကျင့်ပြတ်ချစားအကျဉ်းသားတွေဖြစ်တယ်ရှင်တို့ကရှင်တို့ကိုပြောရမယ်စကလုံးတွေကိုရှင်တို့ကတခြားလူကိုပြန်ပြောနေတာရှင်တို့လုတ်ရက်တွေကိုတခြားလူကိုထိုးချနေတာဟင်ဆောက်ရှက်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာအခုလည်းရှင်တို့ပါတီကျမတို့စောင့်ကြည့်လိုက်ပါဦးမယ်မဲပဏ္ဏပြရမယ် ဟုတ်လားခိုးထားတဲ့မဲတွေပဲရမှာပေါ့အခုရွေးကောက်ပွဲတော့မလုပ်ရသေးရှင်တို့မဲခိုးတဲ့ပြဿနာတွေတက်နေပြီမဟုတ်လားဟမ်တက်မှာပေါ့ရှင်တို့အကုန်လုံးကတခိုးတွေကြီးပဲတခိုးတွေလုတ်တဲ့ရွေးကောက်ပွဲမှာအချင်းချင်းခိုးပြီးတော့ပြဿနာတက်နေကြတာဟမ်စောက်ရှက်မရှိကြတဲ့ဟာဒီညောင်ဦးကြောက်ပန်းတောင်းလန်းကိုညဘက်အသုံးပြုရင်မှန်ချပြီးအချိန်ရှော့မောင်းဖို့ PDF 3ပေးပေမဲ့တက်ဆိုင်ရမတုံ့ပြန်မန္တလေးတိုင်းထဲကပကံရှိဟောင်းယူကြည့်မှုနယ်မြေကိုအတိတော်လာနိုင်တဲ့ညောင်ဦး ကျောက်ပန်းတောင်ကလမ်းပိုင်းကိုည7:00နာရီမှမနက်9:00နာရီတွင်သွားလာမယ်ဆိုရင်ကားမှန်တကားချပြီးမောင်းနှင်ဖို့ပုံမှန်ထက်အရှိန်ပြင်းမောင်းနှင်တာမလုပ်ဖို့ UNG လက်အောက်ခံညောင်ဦးမြို့နယ်ပကဖအဖွဲ့ကထုတ်ပြန်လာတာတွေ့ရပါတယ်။ညောင်ဦးမြို့နယ်စည်ရဲအခြေအနေနဲ့လုံခြုံရေးအခြေအနေအရခုလိုအတိပေးထုတ်ပြန်တာဖြစ်ကြောင်းညောင်ဦးပကဖအဖွဲ့ကအောက်တိုဘာ9ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်တယ်လို့သိရပါတယ်။ညောင်ဦးကျောက်ပန်းတောင်ကလမ်းပိုင်းနဲ့ပတ်သက်ပြီးကန့်သက်ချက်ထုတ်လာမှုအပေါ်ညောင်ဦးဒေသခံတယောက်က ညဘက်ကတော့ကုံကားတို့ခီးသွွားကားတွေတို့ပဲအသွားများတယ်။တခြားရေးဖို့ကိစ္စတွေပေါ့။အခုညဘက်သွားရင်မှန်ချရမယ်ဖြည်းဖြည်းမောင်းရမယ်ဆိုပြီးတတိပေးလာတော့ကျွန်တော်အမြင်ကဖြစ်နိုင်ရင်ညဘက်မသွားတာအကောင်းဆုံးပဲမတော်တဆဖြစ်သွားရင်မလွယ်ဘူးလေ။အရင်ကတော့ခီးဝေးသွားရတာမျိုးဆိုရင်မနှက်စော၄နာရီလောက်ထွက်ကြတယ်။အခုစာထုတ်ပြီဆိုတော့၅နာရီမှပဲသွားကြမယ်သဘောလဲရှိတယ်။ ဒီလမ်းကပကံကိုသွားတဲ့အဓိကလမ်းပဲလေတခြားလမ်းတွေကသွားလို့မပြေဘူးဘာရီဆက်ဖြစ်မလဲမသိတော့စိတ်ပူမိတယ်လို့ပြောပါတယ်ဒေတာခန်နဲ့သွားလာသူတွေစိတ်ပူပေမဲ့တက်ဆိုင်ရာကတော့မြို့ဝင်မြို့ထွက်စစ်ဆေးတာကလွဲလို့လမ်းမပေါ်မှာတခြားအထူးတလဲပြင်ဆင်တာမှတွေ့ရတယ်လို့မေးမြန်းပေမဲ့ပြန်လဲဖြေချမပေးပါဘူးလက်ရှိညောင်ဦးမြို့နယ်ထဲမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာမျိုးမရှိပေမဲ့တခါတရံထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးရှိပြီးဒလန်အဖြစ်သတ်မှတ်ခံရသူတွေကိုဒေတာရင်းလက်နက်ကင်အဖွဲ့တွေကတပ်တာဖမ်းတာတွေရှိနေပါတယ် thank you